ဒါကတော့ရန်ကုန်မြို့ကနေတလားမြို့ကိုအကြောင်းမျိုးမျိုးနဲ့သွားလာနေကြလဲဖြစ်ပါတယ်။နေစည်လူဦးရေတောင်းတဲ့ချီကရန်ကုန်မြို့ကိုကျော်ဖြတ်နိုင်ဖို့ရည်ရွယ်ကြီးတွေကိုအသုံးပြုကကျော်ဖြတ်နေရပြီးခီးသွွားပြည်သူများအချိန်ကျကြမှုယုံနေစေရနဲ့အမြင်သွားလာနိုင်ဖို့အခုလက်ရှိမှာတော့ရန်ကုန်တလားကိုတရားပြင်ဆက်သွယ်နေရင်ကိုရီးယားမြန်မာချစ်ကြည်ရေးတရားတစ်ခုအနေနဲ့တည်ဆောက်နေပါတယ်။ ရန်ကုန်လမ်းမတော်မြို့နယ်ဖုံးကြီးလန်းနဲ့ဒလားမြို့နယ်ကမာစီရက်ကွက်ဘုံမင်းအောင်လမ်းမကြီးကိုဆက်သွယ်တိစောက်နေပြီးဒီဒရာကြီးဟာအခုလက်ရှိမှာတော့ရုပ်လုံးပေါ်လာနေပြီလည်းဖြစ်ပါတယ်။ ဒလမြို့သူမြို့သားတိုင်းမကတရားဝေတိုင်းမှာလာရောက်ကြမဲ့ခီးသွားပြည်သူတွေအတွက်လည်းတရားကြီးပြီးတဲ့အခါအဆင်ပြေပြေသွားလာနိုင်တော့မှာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့တရားကြီးမပြီးခင်မှာခီးသွားပြည်သူတွေဟာနေ့စဉ်အသွားပြန်ငွေကျပ်600ဖြင့်ရေရင်ကြီးတွေနဲ့ဖျက်သန်းနေရပါတယ်ရန်ကုန်မြို့ကလာရောက်ကြတဲ့ခီးသွွားပြည်သူတွေဟာအခုချိန်မှာရေရင်ကြီးတွေကိုအပြုနေရပြီးတရာကြီးပြီးတဲ့အခါရေရင်တစည်းနဲ့တစည်း15မိနစ်ခန့်ဝန်းကျင်စောင့်သားနေရတဲ့အခြေအနေကိုရှင်းပြပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ရန်ကုန်မြို့ကိုလူတောင်းတဲ့ခြေဖြတ်တန်းတွေရဲ့ပုံရိပ်တွေဟာနောက်တစ်ချိန်မှသတားကြီးပြီးတဲ့အခါမြင်တွေ့နိုင်ဦးမလားဆိုတာကတော့စောင့်ကြည့်တော့မှဖြစ်ပြီးလေးပင်းမြမပြည်သက်များအတွက်ရန်ကုန်မြို့ထဲကနေ့စဉ်ပေါ်အမတ်တရားတွေကိုရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။